။ရခိုင်ပြည်ရဲ့တစ်တောင်မြို့နယ်အတွင်းမှာနေထိုင်ကြတဲ့စပေးဆောင်တွေဟာမိုးရသည့်ကာလဖြစ်သန်းရေးအမိုးအကာတွေလိုအပ်နေတယ်လို့စပေးဆောင်အရေးကူညီနေသူတွေစီကတည်ရပါတယ်။ရတဲ့တောင်မြို့နယ်ကစပေးဆောင်တွေဟာအခုမိုးဥကာလအတွင်းနေအိမ်တွေကိုအမိုးအကာတွေမပြုပြင်နိုင်ကြသေးပါဘူး။အဲ့ဒါကြောင့်မကြခင်ကာလမိုးရွာခဲ့လေရင်အခက်အခဲတွေနဲ့ကြုံတွေ့နိုင်တယ်လို့စပိတ်ဆောင်ရဲ့ကုညီနေသူတွေကပြောဆိုကြပါတယ်။ရတဲ့တော်မျိုးတွေမှာ စပိတ်ဆောင်စခန်းကြီး၄ခုရှိပြီးတော့မြို့နယ်အနှံကကျေးရွာတွေမှာလည်းပြန်ကျဲနေထိုင်ကြပါတယ်။ အခုအခါမှာတော့လူမှုကွန်ရက်အဖွဲ့တွေကဆောက်လုပ်ပေးထားတဲ့နေအိမ်တွေဟာတနက်ကျော်အချိန်ကြာမြင့်လာတာကြောင့်ဟောင်းနှွန်ပစ္စည်းပြီးမွန်မွန်ပြုပြင်ဖို့လိုအပ်လာနေပါတယ်နေနေပြုပြင်ဆောက်လုပ်ဖို့စပေးချောင်တချို့ကို ULA ကဒဏ္ဍာရီဝါစသဖြင့်အကူအညီတွေပေးထားပေမဲ့လည်းလုံလောက်မှုမရှိတာကြောင့်ထပ်မံအကူအညီတွေလိုအပ်နေတာဖြစ်ပါတယ်။ရသေးတော်မျိုးနဲ့အတွင်မှာရသေးတော်စစ်တွေဘူးစစ်တော တောင်ရမြွနယ်တွေကစပေးဆောင်အိမ်ထောင်စု1264စုလူဦးရေ1940ကျော်ရှိတယ်လို့ ULA ရဲ့လူသားရှိစာနာမှုနဲ့ဖော်ပြရေးဆိုင်ရာပူပေါင်းဆောင်ရွက်ရုံး HTC ကိုစာရင်းအရသိရပါတယ်။လက်ရှိရဲ့တောင်မြွနယ်မှာစပေးဆောင်တွေအမိုးအကာလုံခြုံရေးအတွက်သက်ဆိုင်တဲ့အဖွဲ့အစည်းတွေနဲ့ဆွေးနွေးနေတယ်လို့ HTC ကနေနီးစပ်သူတွေစီကသိရပါတယ်။